ပတ်စဉ်တောက်ကြနေတိုင်းထုံးလွှင့်နေတဲ့မမသားသားစကားများအစီအစဉ်ထုံးလွှင့်ပါတော့မယ်။တပတ်တွင်းဖြစ်ပေါ်ခဲ့တဲ့မြန်မာနိုင်ငံဆိုင်ရာသတင်းတွေကိုအခြေခံပြီးကျွန်တော် RFI ဝိုင်းတော်သားကိုကျော်မင်းထွန်းတင်ပြထားတာပါခင်ဗျာ။မင်္ဂလာပါခင်ဗျာ။ဒီဒီဘက်မှာကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီအပြောင်းအလဲနဲ့ပတ်သက်လို့ပြောကြားချက်တွေကိုပြန်ပြီးဖောက်သည်ချလုပ်ပါရခင်ဗျာ။သမရဦးသိန်းစင်ဟာရွေးကောက်ပွဲမှာကိုယ်စလဲလောင်းအနေနဲ့ရှင်းပြိုင်မှာမဟုတ်တော့ဘူးလို့ကြံ့ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီအတွင်းမှဦးသိန်းစင်ကအော့ကလ၁၂ရက်နေ့ကပြောလိုက်ပါတယ် နေပြည်တော်မှာသူရအုပ်ရှင်မဦးဆောင်ပြီးကျင်းပတဲ့ကြမ်းခန့်ရေးပါတီကိုယ်စားလောင်းကြိုဆိုပွဲအခမ်းအနားမှာဦးသိန်းစွာအခုလိုပြောကြတာဖြစ်ပါတယ်။ဒီလူ့ဘဝကိုမြင်စရာအခြားကြောင့်ဖြစ်ဖြစ်ပါဘူး။ဒါလေးကသူ့ထူးတဲ့တော့ကျမရဲ့ကြောက်မှုကိုမြင်တော့ပါလား။ဒီမှာရဲ့ဘဝစတဲ့။အလားတူပဲသူတို့ကြမ်းခန့်ရေးပါတီနိုင်ငံရေးဆို ကျန်းခိုင်တဲ့ဖွံ့ဖြိုးရေးပါတီရဲ့ဥက္ကရာဟာသမရဦးသိန်းစိန်မဲ့ဖြစ်တဲ့အကြောင်းညာတွင်းချင်းဖွဲ့စည်းလိုက်တဲ့ကျန်းခိုင်ရေးပါတီဗဟုကော်မတီအတွင်းရေးမှူးဥပိုက်ထွေးရပြောလိုက်ပါရယ်။အော်ဂိုလာ73ရက်နေ့မနေ့ကသူရဦးရှင်မန်းကိုပါတီဥက္ကရာယာရုကနေဖယ်ရှားလိုက်ပြီးကျန်းခိုင်ရေးပါတီဗဟုကော်မတီကိုဖွဲ့စည်းလိုက်ကြောင်းပါတီဥက္ကရာဖြစ်ဦးထေးဦးကိုတာဝန်ပေးရကြောင်းပါတီရုံးချုပ်မှပြုတွေ့တဲ့သတင်းစာရှင်းလင်းပွဲမှာအရင်ရက်ညနေခင်းကမှပြန်ကြားရေးဒုဝန်ကြီးဖြစ်ကနေပူပူနွေးနွေးနှုတ်ထွက်ထားတဲ့ဥပိုက်ထွေးရအခုလိုပြောလိုက်တာဖြစ်ပါရယ်။ကျွန်တော်ပါတီဥက္ကရာဦးသိန်းစိန်မဲ့ဖြစ်ပါရယ်။ ော့ကျွန်တော်တို့ဦးသိန်းစိန်ကနိုင်ငံတော်တမတော်တာဝန်ထမ်းဆောင်ရတဲ့အတွက်ကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံဥပဒေအရကျွန်တော်ပါတီဥက္ကဋ္ဌတာဝန်မထောင်းဆောင်နိုင်လို့သာကျွန်တော်တို့ကဒုဥက္ကဋ္ဌကိုခိတ္တကျွန်တော်တို့ဒီဥက္ကဋ္ဌကူတွဲတာဝန်ကျွန်တော်တို့ကတွဲပြောင်းပေးခြင်းပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပါတီဟာပြည်တော်စုကြခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးအသင်းကနေပြီးတော့မှပါတီဖြစ်စတင်ပြောင်းလဲစဉ်တွေကကျွန်တော်တို့ပါတီဥက္ကဋ္ဌဟာဦးသိန်းစိန်ပဲဖြစ်ပါတယ် သူရအုပ်ရှင်မဟာစံခိုင်ပါတီဝင်ဖြစ်တဲ့ဆက်ရှိနေပြီးပြည်သူ့လွှတ်တော်ဥက္ခရပြည်တော်စုလွှတ်တော်နိုင်ငံကတာဝန်တွေကိုထမ်းဆောင်နေတဲ့အတွက်ပါတီတာဝန်ကိုဖိဖိစီစီလုပ်နိုင်ဖို့အခုလိုဦးထေးဦးကိုတာဝန်ပေးတာဖြစ်တယ်လို့ပါတီဗဟိုအတွေ့အမှုဒေါက်တာမောင်မောင်ထေးကလည်းသတင်းတောက်တွေကိုဖြေကြားခဲ့ပါတယ်။ရှင်မန်းအနေနဲ့ကကျွန်တော်တို့လွှတ်တော်ပြည်သူ့လွှတ်တော်ဥက္ခရတာဝန်ရောပြည်တော်စုလွှတ်တော်နိုင်ငံကတာဝန်ရောကြီးလေးတဲ့နိုင်ငံတော်ရဲ့အရေးကြီးတဲ့တာဝန်တွေကို အဓိကထားပြီးတော့တန်းဆောင်ထန်းဆောင်နေရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ပါတီရဲ့ရှေ့ပိုင်းမှာကျွန်တော်အခုမကြခင်မှာဆောင်ရရတော့မယ်ပါတီရွေးကောက်ပွဲအောင်နိုင်ရေးလုပ်ငန်းစဉ်တွေမှာပုံပုံပြီးတော့ effective ပေါ့ပုံပုံပြီးတော့တိတိယယောက်နဲ့စီယုံနိုင်အောင်ဆိုပြီးတော့ကျွန်တော်တို့ကဒီဟောပါဦးကျွန်တော်တို့ကအခုပြင်ပြင်ဆင်ဖွဲ့စည်းခြင်းပဲဖြစ်ပါပါတီရဲ့ခေါင်းဆောင်နေရာကနေသူတော်ဥရှိမအဖေရှားခံရရတာကြောင့်ပါတီတို့စိတ်ဝမ်းကွဲမှုအထိုက်လျောက်ရှိလာနိုင်တယ်ဆိုပြီးစံခိုင်ရေးပါတီပြည်သူ့လွတ်တော်ကိုယ်စားလှယ်တူဦးဖြစ်သူဦးအေးမောက်ကပြောလိုက်ပါတယ် ဘာကြောင့်အခုလိုပါတီခေါင်းဆောင်အပြောင်းလဲလိုရတယ်လဲဆိုတော့လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေကိုပါတီတို့အကျိုးအကြောင်းခိုင်ခိုင်လုံလုံနဲ့အသေးစားရှင်းပြဖို့လိုတယ်လို့လည်းဦးရမောက်က BBC နဲ့ဆက်သွယ်မေးမြန်းချက်မှာဖြေကြားလိုက်ပါတယ်เออเจกูอุจีนี่ก็ใส่ควานโกเรมุไถ่แล้วတော့ရှိလာနိုင်ပါတယ်ခင်ဗျာ။တရားဝတိချာချာကာကနာနာနဲ့ရှင်းလင်းမပြဘူး။ပါကြောင့်လိုရတယ်ဆိုတဲ့အဖြစ်မပေးနိုင်ရင်တော့ဒါရှိလာနိုင်ပါတယ်။ပေးတဲ့အဖြစ်ဒီလည်းပဲတကယ့်ကိုကျူးကျောင်းပြခိုင်လုံးတဲ့အဖြစ်မျိုးဆိုရင်တော့ ဒါပါတီရလူတွေရလက်ခံမှာပါသို့တော်လည်းပဲအပေါ်ရမ်းမဲ့ရှင်းပြတယ်ဆိုရင်တော့လည်းပဲကျွန်တော်တို့သဘောထားကွဲလွဲမှုတွေရှိကောင်းရှိလာနိုင်ပါတယ်သို့တော်တွင်နေမဟုတ်ဘူးကျွန်တော်တို့ပါတီကိုထောက်ခံတဲ့ပြည်သူတွေမှာလည်းရှိလာနိုင်ပါတယ်ခင်ဗျာကျန်းခိုင်ပါတီခေါင်းဆောင်အပြောင်းလဲဟာနိုင်ငံရေးပါတီတစ်ခုပြောင်းလဲရမယ်လုံထုံးလုံနည်းတွေနဲ့မညီသလိုအပြောင်းလဲဖြစ်နေပြီလို့ယုံကြည်ယူဆနေသူတွေအတွက်မှားယွင်းနေပြီဆိုတာကိုလည်းထောက်ပြလိုက်တာဖြစ်တယ်လို့ SNLD ပါတီကဦးဆိုင်ညွန့်လည်းပြောလိုက်ပါတယ်။ BBC သတင်းဌာနနဲ့တွေ့ဆုံမေးမြန်းခဲ့မှာ ဦးဆိုင်ညွန့်တော်ကအခုလိုဖြေကြလိုက်တာဖြစ်ပါတယ်ပါတီတရမှာခေါင်းဆောင်တစုကိုအကြောင်းလဲလုပ်တာပါနော်အဲ့လိုနီးနေလုပ်တယ်ဆိုတာတော့သိတော့မကြဘူးဗျာဒီလာကခေါ်တဲ့လေဟိုပါတီတရရဲ့လှုပ်ဆုံးလို့ဒီတိုင်းသွားတဲ့လို့ဖြစ်နေတခုကပါတီတရရဲ့လှုပ်ဆုံးလို့နီးနေမတူဖြစ်နေတာအဲ့ဒါကြောင့်လို့အကြောင်းလဲဖြစ်ပြီးလို့ထင်နေတဲ့လူကြီးအားလုံးကအဲ့လိုအထင်ကြီးမှားပြီဆိုတာကိုပြောပြလိုက်ရမယ်ဘုရား။တကယ်တကယ်ကျတော့အမှန်တကယ်ပြောင်းလဲတာမဟုတ်ဘူး။ အနောက်မှာဒီလိုတရားကဆက်ပြီးတော့ဂျိုးကင်လာတာရှိနေသေးတယ်ဆိုတော့ကြပါပါမယ်တန်ခိုင်ရေးပါတီအတွက်မှာခေါင်းဆောင်အပြောင်းလဲလုပ်တာဟာနိုင်ငံရေးပါတီတွေလှုပ်လေလှုပ်ထားရှိတဲ့ကိစ္စဖြစ်ပြီးပါတီခေါင်းဆောင်တွေကပါတီအကျိုးစီးပွားထက်ကိုကျိုးစီးပွားကိုဦးစားပေးလှုပ်ဆောင်တာမျိုးအဖွဲ့အစည်းတွင်းဂိုင်းကနဝါဒကြီးထွားအောင်လှုပ်လာမယ်ဆိုရင်ခေါင်းဆောင်အပိုင်းအပြောင်းလဲလုပ်လို့ရှိပါတယ်လို့သမ္မတပြောခွင့်ရပုဂ္ဂိုလ်ပြန်ကြားရေးဝန်ကြီးဦးရထွက်ကပြောလိုက်ပါတယ် BBC မြန်မာပိုင်းနဲ့ဆက်သွယ်မေးမြန်းချက်မှာအခုလိုပြောရတာဖြစ်ပါတယ်နိုင်ငံရေးအယူအဆရပြောရရင်တော့ဗျာ ပါပါတီရဲ့မူဝါဒတွေကနေတွေးဖဲမယ်အပါတီရဲ့နဲ့နိုင်ငံရဲ့အကျိုးတွေကိုရေးကိုယ်တာကျိုးစီးပွားတွေကိုရှေ့တန်းတင်လာမယ်အဖွဲ့အစည်းတွင်းမှာဂိုင်းကနဝါဒကိုထူထောင်မယ်ဆိုရင်တော့ဘယ်ပါတီမဆိုသူတို့ပြုပြင်ပြောင်းလဲမှုတွေအစားထိုးရွေးချယ်မှုတွေလုပ်ရမှာပဲလေဒါကတော့နိုင်ငံရေးယူဆအရပြောတာပါဥရှင်မန်းကိုပါတီကဖယ်ရှားလိုက်တာဟာပါတီတွင်းကိုယ်စားလှယ်လောင်းရွေးချယ်ရမှာမကြေမလည်ဖြစ်ရကနေစတင်ခဲ့တာဖြစ်ရန်ရှိပြီးအခုလိုဖယ်ရှားလိုက်တဲ့အတွက်ကြံခိုင်ရေးပါတီအနေနဲ့သမရလောင်းအဖြစ် ဥရှိမန်းကိုရွေးချယ်တော့မှာမဟုတ်ဘူးဆိုတဲ့အတိတ်ပဲပါပဲလို့မြို့သားလွှတ်တော်ကိုယ်စားလှယ်ဥဖုံးမြောင်ကပြောလိုက်ပါတယ် RFA နဲ့ဆက်သွယ်မေးမြန်းချက်မှာဥဖုံးမြောင်ကအခုလိုပြောလိုက်တာဖြစ်ပါတယ်ကိုလွှတ်တော်ကိုယ်စားလှယ်လောင်းတင်တဲ့ခါလာဆိုတော့ဒါနဲ့ပတ်သက်လို့ဘာမကြည့်မလဲမလဲတိကျတယ်တော့မသိဘူးအဲ့ဒါကြောင့်သူတို့ဥက္ကရာကိုသူတို့ချိန်နေတင်တာပဲဥက္ကရာကိုသမရတင်ရမှာဟုတ်ဗျာဥရှိမန်းကိုသူတို့ပါတီကသမရဖြစ်ဆိုမပြုတော့ဘူးဥရှိမန်းသမရအိမ်မပြတ်ဘူးဆိုတဲ့ဘောပဲဒီခံပြရမှာလဲသမရအိမ်မမက်နေရလို့ဗျာအများကြီးသူရာဥရှိမန်းကိုပါတီဥက္ကရာယာရုကဖယ်ရှားခံရတာဟာ အာနာနဲ့ပတ်သက်ပြီးဥရွှေမန်းကစပြီးပါတီအာနာသိမ်းခဲ့လို့ဖြစ်တယ်လို့ကြံခိုင်ရေးပါတီအမျိုးသားလွှတ်တော်ကိုယ်စားလှယ်တူဖြစ်တဲ့ဦးလဆွေရပြောလိုက်ပါတယ်။ RFA နဲ့ဆက်သွယ်မေးမြန်းချက်မှာဦးလဆွေရအခုလိုပြောနေတာဖြစ်ပါတယ်။ကျွန်တော်ကဒါကအာနာနဲ့ပတ်သက်လို့လူတွေကယူသွတ်ကြတယ်ဆိုတာကိုအာနာစသိမ်းတာဥရွှေမန်းစသိမ်းတာဦးသိန်းဆရာသူ့ကိုခိတ္တဥက္ကဋ္ဌလှုပ်ပါဆိုပြီးတော့ရွှဲပေးကြတာကိုသူကဥက္ကဋ္ဌလှုပ်လိုက်တာ။ဥက္ကဋ္ဌနဲ့ခိတ္တဥက္ကဋ္ဌဆိုတာမတူပါဘူးဗျ။အဓိကကတော့အာနာသေးဗျ။ เนาะတော်တော်ကြောက်ရွံ့ကောင်းတယ်အခုတော့မမသားသားစကားများအစီအစဉ်ရောက်ပါခင်ဗျာ RFA TV Radio ကြီးစုနားဆင်ကြသူအားလုံးကိုကျေးဇူးတင်ပါတယ်